မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသောနေ့တည်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်ဒါဝရပြာတန်တော်ဘာမှာခန္ဓာစိတ်ဝိညာဉ်မာစာခြင်းအမျိုးမျိုးကိုကန်စားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနေ့ပါယေရှုတော်အဖင်ကျွန်တော်နဲ့အတူတူကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်ဇာလံကျမ်းခန်းကြီး32အပိုင်းငယ်6ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်သူဒီတင့်ထန်တို့မချင်းကတ်သောကြောင့်ပါဇက်ကိုဇက်ခွန်၍ဇက်ကျိုးနှင့်ဆွဲရမည် ဒီနေရာမှာစန်းစာကဗာပြောထားလဲဆိုလို့ရှိရင်အငယ်ရှစ်မှာတော့တင့်ကိုငါတုံတင်မီတင်သွားရမည်လမ်းကိုပြညွှန်မည်တင့်ကိုကြည့်ရှုပြုစုမည်ဉာဏ်ပညာမဲ့သောမြင်လာကဲ့သို့မဖြစ်နှင်းလို့ပြောပါတယ်ကျွန်တော်ရဲ့အသက်တာမှာဘုရားသခင်ရဲ့တုံတင်မှုကိုခံယူရတယ်ဆိုတာအင်မတန်မင်္ဂလာရှိပါတယ်နှုတ်ကပတ်တော်ကြားနေရတာမင်္ဂလာရှိပါတယ်ဘုရားသခင်ရဲ့အသံတော်နဲ့ဘုရားရဲ့လမ်းပြမှုကိုခံစားနေရတာမင်္ဂလာရှိပါတယ် ကိုယ့်ရဲ့အနီးအနားမှာနှုတ်ကပတ်တော်တွင်တင်ပေးမဲ့သူတွေဓမ္မဆရာတွေတမတရားနဲ့အညီကိုယ့်ကိုလမ်းပြမဲ့သူတွေရှိနေတာကအင်မတန်မှကောင်းကြီးမင်္ဂလာ ဖြစ်တယ်ဆိုတာကိုသိဖို့လိုပါတယ်အကယ်၍များ ကို့အနားမှာနှုတ်ကပတ်တော်တင်ပေးမဲ့သူမရှိဘူးကိုယ့်ကိုစိတ်ပြက်ပြီးတော့မှလမ်းပြပေးမဲ့သူ မရှိတော့ဘူးဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အသက်တာဟာအမင်္ဂလာဖြစ်ပါတယ်လူသားလျင်နှုတ်ကပတ်တော်ကို ကြားနိုင်ပါတယ် ဆိုလိုတာကတရိษံတွေကစံစာဖတ်တယ်ဆိုတာမရှိဘူးတရိษံတွေကဝိပုကိုးကွယ်တယ်ဆိုတာမရှိဘူးဘုရားခင်သူတို့ကိုလမ်းပြတယ်ဆိုတာမရှိဘူးလူကသာလင်ဘုရားခင်နဲ့အတူအသက်ရှင်ရတဲ့အခွင့်ရတယ်ဘုရားနဲ့ယဉ်နီးစွာမိသားရဖွဲ့ခွင့်ရတယ်နှုတ်ကပတ်တော်ကိုကြားနိုင်တယ်ဘုရားခင်နဲ့စကားပြောနိုင်တယ်ဖန်ဆင်းခံတတ္တဝါဖြစ်ပါတယ်ဒါကြောင့်မလို့အခြားသောတတ္တဝါတွေထက်ထူးခြားစွာ လူသားကဘုရားသခင်ရဲ့တတန်တော်နဲ့တူအောင်ဖန်ဆင်းထားတာမို့လို့ကျွန်တော်တို့ကဘုရားသခင်ရဲ့တုံသင်မှုကိုခံယူထိုက်တဲ့သူဖြစ်တယ်။ဘုရားသခင်ရဲ့လမ်းပြမှုကိုရထိုက်တဲ့သူတွေဖြစ်တယ်။ဘုရားသခင်ရဲ့ကြည်ရှုပြုစုခြင်းကို ခံရထိုက်တဲ့သူတွေဖြစ်တယ်ဆိုတာကိုသိပြီးတော့ဝမ်းမြောက်ဂုဏ်ယူဖို့ဖြစ်ပါတယ်။ဒါကြောင့်မလို့ဘုရားသခင်ရဲ့လမ်းပြမှုနဲ့ကင်းဝေးနေတဲ့သူတွေဘုရားခင်ရဲ့အသံတော်ကိုမကြားရတဲ့သူတွေဟာအမောင်ထဲမှာလမ်းသွားရသလိုပဲဖြစ်ပါလိမ့်မယ်။ ဒါကြောင့်မလို့ကျန်းစာကဗာပြောလဲဆိုရင်တရိษံနေတောင်မှလမ်းမှန်ကိုရောက်ဖို့လူကဇက်ခွန်ပြီးတော့မှကျိုးနဲ့ဆွဲရသလိုပဲဒီနေ့ဘုရားခင်ရဲ့အတန်ကိုမကြားချင်တဲ့သူဘုရားခင်ရဲ့အတန်ကိုကြားဖို့ညင်းပယ်တဲ့သူတွေဟာတရိษံနဲ့တူတယ်လို့ပြောပြီးတော့အဲ့ဒီတရိษံနေကိုဇက်ခွန်သလိုပဲဇက်ကျိုးနဲ့ဆွဲရမယ်လို့လဲကျန်းစာအပြင်သိရပါဗျကျွန်တော်တို့က ဇက်ကျိုးနဲ့ဆွဲရအောင်တရိษာမဟုတ်ဘူးဆိုတာကို နားလည်ထားဖို့လိုပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဟာကောင်းမွန်တဲ့အရာကိုသိပြီးရွေးချယ်တတ်တဲ့သူဖြစ်ဖို့လိုပါတယ်။တရိษာတွေကအစာစားဖို့လဲဇက်ကျိုးဆွဲပြီးတော့ဇက်ကျက်ကိုခေါ်ရတယ်။ရေတောက်ဖို့လဲဇက်ကျိုးနဲ့ဆွဲရတယ်။ဘာပဲဖြစ်ဖြစ်သူတို့ကိုဇက်ကျိုးနဲ့ဆွဲရတယ်ဆိုတာသူတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်စွမ်းသူတို့ကိုယ်တိုင်သဘောပေါက်နားလည်နိုင်စွမ်းမရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့်မလို့ကျွန်တော်ရဲ့အသက်တာမှာအဲ့ဒါလိုအခြေအနေထိမဖြစ်ပဲဘုရားရဲ့တွင်တင်မှုကိုနားလည်ပြီးမှန်ကန်တဲ့လမ်းကိုရွေးချယ်တတ်ဖို့လိုပါတယ်မဟုတ်ရင်တော့ကျွန်တော်တို့လည်းပဲတရိษံလိုဇက်ခွန်ရရင်လဲဘုရားသခင်ကဇက်ခွန်ပြီးတော့မှအတင့်အကျက် သူ့ရဲ့စကားကိုနားထောင်စေဖို့ရန်အတွက်တွင်တင်ပါလိမ့်မယ်ကျွန်တော်ရဲ့အသက်တာမှာအဲ့လိုမဖြစ်ဖို့ရန်အတွက်လဲဘုရားသခင်ကအလိုတော်ရှိပါတယ်ဘုရားရဲ့တွင်တင်မှုကို နားလေပူရန်မိမိနားကိုလှဲ့မိမိနှလုံးသားကိုဖွင့်ဘုရားသခင်ကိုစိတ်စိတ်ကြည်ရှုပြီးတော့မှတမာတရားထဲမှာရှင်သန်ဖို့အရေးကြီးပါတယ်ဇက်ကျိုးဟာကျွန်တော်အတွက်မဖြစ်ဖို့လိုအပ်ပါတယ်ဘုရားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့ကောင်းမြတ်သောဘုရားကိုရောကိုယေရှုတင်ပါတယ်ဉာဏ်ပညာမမဲ့ပဲကိုရောရဲ့လမ်းပြမှုကို နားလေနိုင်တော်သူဖြစ်စေဖို့မာစာပါဇက်ခွန်ပြီးဆွဲရတဲ့သူလိုမျိုးမဖြစ်ဖို့ရန်အတွက်လဲကိုရောရှင်မာစာပါ ဂျေဇုတင်တဲ့ကိုရီးယားတွန်းတင်လမ်းပြမှုကိုနားလေလိုက်လျှောက်တတ်သောအသက်တာဖြစ်စေဖို့ကောင်းချီးပေးပါမိကြောင်းဒနီတာလုံးကိုလက်ဝဲအနှံနဲ့နှုတ်ဘတော်ကြားရတဲ့မိသားစုဝင်အယောက်တိုင်းပေါ်မှာကိုရိုလက်တော်ရှိပြီးမဆာပါမိကြောင်းသခင်ယေရှုခရစ်တော်နာမ၌ဆုတောင်းအနံပါ၏အာမင်